င်္ဂလာပါအားလုံးဒီဗီဒီယိုမှာတော့ဂျပန်မှာခွင်းချက်ကကောက်ဖန်တီးပြီး Bitcoin နဲ့ USDT ကိုဝယ်ရောင်းနေပြသပေးမယ်။လက်တလောမှာခွင်းချက်ကမှာ promotion အထူးလှူရှားမှုရှိပါတယ်။မိတ်ဆွေတယောက်ရဲ့ fake call link နဲ့အကောင့်အသစ်ဖန်တီးရင်2000ယင်ရရှိမယ်။စရင်းသွင်း link ကိုဗီဒီယိုအောက်ကဖော်ပြချက်မှာသို့မဟုတ်ထိတ်ဆုံးမှတ်ချက်မှာရှာနိုင်ပါတယ်။ထို့နောက် Google Chrome သို့မဟုတ် Safari နဲ့ဖွင့်ရန်ရွေးပါ။ ဒီနေရာမှာတော့ Google Chrome နဲ့ဖွင့်မယ်။ဒါပေါ်လို့ Queen Jack အခြေခံစာမျက်နှာကိုဓာတ်ရိုက်ခေါ်သွားပါလိမ့်မယ်။ဒီခလုတ်ကိုနှိပ်ပြီးတင့်အကောင့်ဖန်တီးမှုစတင်ပါ။ဒီစာမျက်နှာမှာ အပေါ်ဘက်ကွက်ထဲမှာတင့် email လိပ်စာကိုထည့်ပါ။အောက်ကွက်ထဲမှာတင့် Queen Jack အကောင့်အတွက်စကားဝတ်ဖန်တီးပါ။စကားဝတ်ဟာအနည်းဆုံးစာလုံး၈လုံးရှိပြီးစာလုံး၃လုံးနဲ့နံပါတ်ပါဝင်ရမယ်။ ဥပမာအနေနဲ့ကျွန်တော်ပြထားတဲ့စကားဝတ်ကိုကိုးကားနိုင်ပါတယ်။ထို့နောက်ဒီခလုတ်ကိုနှိပ်ပါ။ဒီအစ်စ်မှာခွင်ချက်ကတီအီးမေးတို့မေးတစောင်ပေးပို့ပါလိမ့်မယ်။အဲ့ဒီအီးမေးကိုဖြန့်ပြီးအတွင်းကားလင့်ကိုနှိပ်ပါ။သာဟာတင်ခွင့်ချက်ကပကိုဒေါင်းလုလုံးနိုင်တဲ့စာမျက်နှာကိုတည်ဆောင်သွားပါလိမ့်မယ်။ခွင့်ချက်ကကိုတင်ဖုံးနဲ့ဒေါင်းလုလုံးပါ။ဒေါင်းပြီးနောက်အဖို့ကိုဖွင့်ပါ။ဒီနေရာမှာဒီခလုတ်ကိုနှိပ်ပါ ထို့နောက်ဆက်လုပ်ဖို့ဒီခလုတ်ကိုဆက်နေပါအတိပေးချက်အတွက်ခွင့်ပြုမလားမပြုဘူးလားရွေးနိုင်ပါတယ်ဒီမျက်နှာပြင်မှာအောက်ဖက်က login ကိုနှိပ်ပါ နောက်တစ်ဆင့်မှာတင်ခွင့်ချက်ကကောက် email နဲ့စကားဝတ်ထည့်ပါပြီးရင်ဒီခလုတ်ကိုနှိပ်ပါယခုခွန်ချက်ကတိတ် email တို့အတီးပြုစာတစ်စောင်ပေးပို့ပါလိမ့်မယ်။အဲ့ဒီ email ကိုဖွင့်ပြီးအတွင်းက link ကိုနှိပ်ပါ ဒီမျက်နှာပြင်ကိုမြင်ရရင်တင်အီးမေးအတီးပြုပြီးသွားပါပြီ။နောက်တစ်ဆင့်မှာဒီခလုတ်ကိုထပ်နှိပ်ပါ။ဒီခလုတ်ကိုထပ်မှန်နှိပ်ပါ။ Next ကိုရွေးပြီးဒီခလုတ်ကိုနှိပ်ပါ။ဒီနေရာမှာ Agree ကိုနှိပ်ပါ။ဒီစာမျက်နှာမှာတင်ဖုန်းနံပါတ်ကိုထည့်ပြီးအောက်က Next ခလုတ်ကိုနှိပ်ပါထို့နောက် Submit ကိုနှိပ်ပါ။စစ်ဆေးကုတ်တစ်ခုတင်ဖုန်းသို့ပေးပို့ပါလိမ့်မယ်။အဲ့ဒီကုတ်ကိုအောက်ကွက်ထဲထည့်ပြီးဒီခလုတ်ကိုနှိပ်ပါ။ ဒီအပိုင်းမှာတင်နိုင်ငံသားအကြောင်းရွေးရပါမယ်။ဂျပန်နိုင်ငံသားဆိုရင်အပေါ်ကဂျပန်ကိုရွေးပါနိုင်ငံခြားသားဆိုရင်အောက်တန်းကိုရွေးပါ။ဒီအပိုင်းမှာကိုရီးအထောက်ထားစာရွက်အမျိုးအစားကိုရွေးရပါမယ်။အပေါ်ဆုံးရှိရွေးချယ်မှုကိုရွေးပြီး next ခလုတ်ကိုနှိပ်ပါ။ဒီအပိုင်းမှာတင်ကိုရီးအချက်လက်ထည့်ရပါမယ်။စာကြောင်းတနောက်ဆုံးအမည်ကိုထည့်ပါ။စာကြောင်းနှင့်ပထမအမည်ကိုထည့်ပါ။ စာချောင်း၃နေရက်ကပ်ပေါ်မှာပါဒလားအတိုင်းအမည်ပြည့်စုံကိုထည့်ပါ စာချောင်း၄နောက်ဆုံးအမည်ကိုခါရခဏန်နဲ့ထည့်ပါစာချောင်း၅ပထမအမည်ကိုခါရခဏန်နဲ့ထည့်ပါစာချောင်း၆အမည်ပြည့်စုံကိုခါရခဏန်နဲ့ထည့်ပါ စာကြောင်း9မွေးတက်ဂရစ်ကိုထည့်ပါ စာကြောင်း10လေမျိုးစားကိုရွေးပါစာကြောင်း9နိုင်ငံသားအချက်လက်ကိုရွေးပါ စာကြောင်း30တင်အလုတ်ကင်ကိုရွေးပါ စာကြောင်းဆက်တလုံငန်းမျိုးစားကိုရွေးပါစာကြောင်းဆက်နှစ်နေရအခြေခံနိုင်ငံကိုရွေးပါဂျပန်ကိုရွေးပါစာကြောင်းဆက်3စာတိုက်အမှတ်ကိုထည့်ပါစာကြောင်းဆက်4လိပ်စာအချို့ကိုအလိုလျောက်ဖြည့်ပေးပါလိမ့်မယ်စာကြောင်းဆက်5လမ်းနံပါတ်သို့မဟုတ်အိမ်နံပါတ်ကိုထည့်ပါစာကြောင်းဆက်6အဆောက်အုံအနည်းနဲ့အခန်းနံပါတ်ကိုထည့်ပါ စာကြောင်း18ငွေကြေးအခြေအနေကိုရွေးပါစာကြောင်း18ငွေရင်းမြစ်ကိုရွေးပါစာကြောင်း19အတုံးပြူရသည့်အဓိကရည်ရွယ်ချက်ကိုရွေးပါစာကြောင်း20ဈေးကွက်အတွေ့အကြုံကိုရွေးပါစာကြောင်း20တရားဝင်မှုရည်ရွယ်ချက်ကိုရွေးပါနောက်ဆုံးအနေနဲ့အောက်ကဘာခကိုအမှန်ချစ်ပြီးဒီခလုတ်ကိုနှိပ်ပါတင်ထည့်ထားတဲ့အချက်လက်ကိုပြန်စစ်ပါမှန်ရင်အောက်တို့ဆွဲပြီးဒီခလုတ်ကိုနှိပ်ပါ ောက်တစ်ဆင့်မှာကိုရဲထောက်ထားတင်သွင်းရန်အပိုင်းဖြစ်ပါတယ်။စတင်ဖို့ဒီခလုတ်ကိုနှိပ်ပါ။ဒီစာမျက်နှာမှာအောက်တို့ဆွဲပြီးဒီခလုတ်ကိုနှိပ်ပါ။ဒီနေရာမှာဘာကကို အမှန်ချစ်ပြီး continue ကိုနှိပ်ပါ။ဒီနေရာမှာကျွန်တော်လိုက်လုပ်ပါ။ပထမဦးစွာနေရက်ကရှေ့ဖက်ပုံကိုရိုက်ပါ။နောက်တစ်ဆင့်နေရက်ကဘေးချမ်းပုံကိုရိုက်ပါ နောက်ထပ်နေရက်ကနောက်ဖက်ပုံကိုရိုက်ပါ နောက်ဆုံးမျက်နှာအတီးပြုခြင်းပြုလုပ်ပါမျက်နှာကိုချင်းသစ်အတွင်းထားပြီးညွှန်ကြားချက်အတိုင်းလုပ်ပါဒီမျက်နှာပြင်ကိုမြင်ရရင်တင်းစစ်ဆေးမှုပြီးသွားပါပြီခွန်ချက်ကစစ်ဆေးမှုရလက်ပေးဖို့ဖို့တနည်းနည်းနေခံဆောင်ပါတင်းအီးမေးကိုဖွင့်ပြီးစစ်ကြည့်ဖို့မမေ့ပါနဲ့နောက်တစ်ဆင့်မှာတင်းအကောင့်အတွက်အစင်းနှစ်ဆင့်စစ်ဆေးမှုပြုလုပ်ဖို့ဒီနေရာကိုနှိပ်ပါဒီအပိုင်းကလွဲပါတယ်ကိုယ်တိုင်လုံနိုင်ပါတယ် ဒါဆိုရင်ခွန်ချက်အစရင်တွင်ချင်းအဆင့်အားလုံးပြီးသွားပါပြီ။နောက်ဗီဒီယိုမှာတော့တင်းအကောင့်ထဲဂျပန်ယန်ဖြည့်နီးနဲ့ငွေထုတ်နီးကိုပြသပေးမယ်။ကြည့်ပေးတာအတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။